မေတ္တာရက္ခရံတော့ရှိတယ်ဗျ။ဘာလို့ဆိုထိုင်းဆိုရအနေနဲ့ကျွန်တော်တို့တိုင်းပြည်ရကမကြမ်းမမှဖြစ်တဲ့အချိန်မျိုးမှာကျွန်တော်တို့အနည်းဆုံးတော့တောက်ဆေးလေးတော့ပေးထားအောင်ပေါ့ဗျာ။ဟုတ်တယ်မလား။ထိုင်းဆိုရဘက်ကကျွန်တော်တို့ကကဒီမကောင်းဆိုကျွန်တော်သေးုံနဲ့တက်ဆရာမရှိဘူး။ကြောင်းလည်းတက်ဆရာမရှိတဲ့အချိန်မှာကြောင်းသားကလေးတွေရောက်လာတယ်။ကျွန်တော်တို့မကြမ်းမမှတဲ့လူတွေရှိသေးုံနဲ့တက်ဆရာမရှိဘူး။နေဖို့လည်းအိမ်မရှိဘူးဆိုရင်သူတို့နေထားနေရအခုလိုဖမ်းတာစီးတာကြီးကတော့မေတ္တာရက္ခရံမဖမ်းဖို့တော့မေတ္တာရက္ခရံကျင်တာပဲဗျာ။တော်လိုင်းတစ်ချောက်လေးမှာပေါ့။ သူတို့မဖမ်းလဲသူတို့ဘာမှအကျိုးစီးပွားမရောက်ဘူးအနည်းဆုံးတော့ဈေးရောင်းရတယ်ဗျာထိုင်းမှာလုံသမားတရားဝင်လာရင်တနေ့ကိုညတော့ငွေ400ဆိုရင်ထိုင်းဆိုးရဘက်ကိုပြန်ပြီးတော့ပေးခဲ့ရတာ200လောက်ပေးနေရတာကျွန်200ပဲကြံတယ်400ရတဲ့လုံသမားထိုင်းဘက်ကအသုံးဆောင်တွေဝယ်သုံးရတယ်ထိုင်းမှာစိုက်ကယ်စီးရလို့လည်းဒီစီပဲဝယ်သုံးရတယ်သမီးစားရင်လည်းဒီဟာပဲဝယ်စားတယ်ကျွန်တော်တို့က200လောက်ကသူတို့ပြန်ပေးခဲ့ရတာ200လုံးမှကျွန်တော်ပြေးမရတာ သူတို့လည်းအကျိုးစီးပွားဖြစ်တာပေါ့ဒါကြောင့်မို့ကျွန်တော်တို့အလုတ်သမားတွေကတန်းနေချီပြီးရှိတာသူတို့အတွက်အကျိုးမရောက်ပါဘူးထားလဲသူတို့အတွက်ဘာမှသူတို့မဆုံးရှုံးဘူးဗျာသူတို့ရဲ့မြို့သားလူညုံရေးရပါညာတော့သူတို့ကဒါတော့ policy ကပြောကြတယ်ပေါ့ဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံသားထိုင်းနိုင်ငံထဲမှာလွတ်တော်မလဲဝင်ရွေးမှာမဟုတ်တမသာလည်းဝင်ရွေးမှာမဟုတ်နိုင်ငံကြီးလည်းဝင်ရှုပ်မှာမို့ကျွန်တော်တို့အလုပ်လုပ်ပြီးပတ်စံယူမဲ့အလုပ်သမားအဆင့်တန်းနေဆိုတော့သူတို့နေသားနဲ့ ကျွန်တော်မေတ္တာရက်ခံတာဖန်းနာစီတာလေးရှော့ပေးဖို့ဒါလေးမေတ္တာရက်ခံချင်တာပေါ့